နှစ်ပေါင်း40ကျော်အတွင်းပထမဆုံးဥရောပဖလားစုခူးနိုင်ခဲ့တဲ့စပါအသင်းဟာမြန်မာငလျင်အတွက်အလှယံမငွေရှာနိုင်ဖို့စပါအသင်းသားတွေလက်မှတ်ရေးထိုးထားတဲ့ဂျာစီကိုပေးပို့ခဲ့ပါတယ်။ဒီကြောင့်မျက်သစင်ပေးပို့ထားတာပါရှင်။တော်တင်ဟန်ဟော့စပါအသင်းဟာမြန်မာပြည်သက်ဖြစ်တဲ့ကိုတီဟမမောင်ကိုမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြည့်ငလျင်ကြီးကြောင့်နစ်နာခဲ့သူတွေကိုအကူအညီပေးနိုင်မှုအတွက် စပါတင်သားတွေလက်မှတ်ထိုးထားတဲ့ဂျာစီပေးပို့ခဲ့ပါတယ်။ဒီဂျာစီကိုလေးလံတင်ရောင်းချပြီးမြန်မာနိုင်ငံအတွက်ဒစိမ့်တစ်ပိုင်းအကူအညီပေးခြင်းနဲ့အတွက်စပါတင်ဘက်က ကိုတီဟမမောင်စီကိုဧပြီလတွေမှာပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ပထမဆုံးကတော့ကျွန်တော်တို့အနေနဲ့ကျွန်တော်က Tottenham Hotspur ဒါကျွန်တော် group back ကိုကျွန်တော် email ပို့ပြီးအဓိကကတော့မြန်မာနိုင်ငံအတွက်ပေါ့နော်ကျွန်တော်ဒါ suit down စကားဖြစ်ဖြစ်ဒါကျွန်တော်တို့ခုခုပဲဖြစ်ဖြစ်တို့ရဲ့ဒါကျွန်တော် Twitter ဆာမျက်နှာဖြစ်ဖြစ်ကျွန်တော်တို့ရဲ့အဲ social media ဆာမျက်နှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒါတခုခု wish လုပ်ပေးဖို့ပေါ့နော်ကျွန်တော်ဒါဘောလုံးတည့်တဲ့အချိန်မြန်မာနိုင်ငံကဒါကျွန်တော်တို့ဘောလုံးပရိသတ်ကတအားများရဲဆိုတော့ဒီလိုမျိုးဒါကျွန်တော်တို့အချိန်လေးတွေမှာဆိုရင်ဒါတရအဝအသိကြီးတသိန်းကပဲဖြစ်ဖြစ်ဘယ်အသိကဖြစ်ဖြစ်ကိုပြည်မာနိုင်ငံအတွက်တခုခုကြည့်မယ်ဆိုရင်တော့ဟို စိတ်ချမ်းသာမယ်လို့ကိုယ်ဒီမျော်မှန်းတဲ့တော့ကျွန်တော်တောင်းတနေရာကနေပြီးတော့နည်းနည်းတော့ကျွန်တော်တို့ဒါစိတ်အဆင်ပြေသွားမယ်လို့မျော်လင့်နေကြကျွန်တော်အနေနဲ့ဒါတို့ကို request အရင်လုံးလှမ်းလုပ်တယ်ဘောနော email နဲ့အဲ့တော့တို့နေရာနဲ့ပတ်သက်ပြီး okay ဒါဆိုတော့တို့လုတ်ပေးမယ်ဆိုပြီးတော့မမဲရရပဲဒါကျွန်တော်ငလင်းလုတ်ပြီးတဲ့ညနေမှာပဲတို့ချက်ချင်းဆိုတို့ဒါကျွန်တော်တို့ Manchester United Brentford တို့ပြီးရင်ဒါကျွန်တော်တတိယမြောက်အသင်းနဲ့ Spa ဘက်ကနေပြီးတော့စတင်မူဝေးလုပ်လာအဲ့တော့ကျွန်တော်ကတော့ကျွန်တော်အမှန်တိုင်းပြောအောင်ဆိုတော့ပြည်တတိယမြောက်နဲ့ဒီနားမှာနေပြီးသွားတယ်ကျွန်တော်လည်းဒီအမှမဲ့အမှုမဲ့မှတ်မဲ့ပေါ့နော်ဒါပေမဲ့ တစ်ချိန်တော်တော်လေးကိုကြာတယ်နှစ်ပတ်လောက်သုံးပတ်လောက်ကြာတဲ့အချိန်မှာမှကျွန်တော်တို့တို့ကနေပြီးတော့ email ပို့လာတယ်ဘောနော်ဒါကျွန်တော်တို့မြန်မာ spa တင်းနေနေငါတို့ဘာလို့ပေးရမယ်ဘောနော်ငါတို့နေနေဒါအကယ်၍များမင်းတို့အင်ဂျီများပို့ပေးခဲ့လို့ရှိရင်ဒါငါတို့အဲ့အင်ဂျီနဲ့တစ်ဆင့်လေးလံပြန်တင်ပြီးတော့ဒါပြန်ပြီးတော့ဒါတခုခုလုပ်မယ်ဆိုရင်ငွေနဲ့ဒါကျွန်တော်ပြန်ကူညီခွင့်ရနိုင်မလားသူတို့နေကျွန်တော်တို့ email ပို့လာခဲ့တဲ့အချိန်မှာကျွန်တော်ပထမတော်တော်လေးကို surprise ဖြစ်တော့ဆိုကျွန်တော်နေနေဒါဟုတ်ရောဟုတ်ပါမလားဆိုတော့ပြန်ကြည့်တဲ့အချိန်မှာဒါဟုတ်တယ်ဘောနော်တော်တန်ဟော့စပါတင်ဟာ နှစ်ပေါင်း42နှစ်အတွင်းပထမဆုံးအကြိမ်ဥရောပဖလားရရှိခဲ့တာပါ။စပါအသင်းဟာယူရိုပါလိဘောလူပွဲမှာ ပြိုင်ပတ်မန်ယူအသင်းကိုတကိုးကိုးမရှိနဲ့အနိုင်ယူခဲ့တာဖြစ်ပြီးစပါအနေနဲ့ယူရိုပါလိချန်ပီယံအဖြစ်လာမယ့်ရာသီချန်ပီယံလိဝင်ခွင့်ကိုလည်းရရှိခဲ့ပါတယ်။အကုန်လုံးကလည်းဒါကျွန်တော်ဟိုပြိတ္တဘယ်အခုလက်ရှိမှာဒါ ဘယ်အသင်းမှာမဟုတ်ဘူးပရိသတ်အကုန်လုံးကတီးတဲ့အတိုင်းပဲဒါကျွန်တော်တို့ညီညွတ်တဲ့ရှိခဲ့ကြရတယ်ဒါကျွန်တော်တို့ဘောလုံးမှာဆိုကျွန်တော်ဘောလုံးညီကိုရီ industry ကညီကိုရီအကုန်လုံးပေါင်းပြီးတော့ဒါကျွန်တော်ငလင်မှာတက်နိုင်တဲ့ဘက်ကနေအကုန်လုံးကူညီခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီအင်ဂျီကကျွန်တော်စပါပရိသတ်တယောက်နည်းဘယ်လောက်ထိထူးခြားလဲဆိုတော့ဒါဟိုဒီရပိုင်းတွေမှာဖြစ်ပျက်သေးတဲ့အရာတစ်ခုနည်းပို့ပြီးတော့ထူးခြားခဲ့တာကကျွန်တော်တို့အတင်းကဒါကျွန်တော်တို့10နှစ်ကြာချာ18နှစ်ကြာမှဒါကျွန်တော်တို့ဖလားပြန်ရခဲ့တယ်ဒါအပြင်ကျွန်တော်တို့ဟိုတီးကြတယ်မဲ့ဒါဥရောပဆိုရင်တော့ကျွန်တော်နှစ်40ကြာချာမှကျွန်တော်ဒါဥရောပဖလားကိုပြန်လည်ပြီးရခဲ့တဲ့အချိန်မှာ ਨੇ ဒီလိုငလျင်ဘေးကိုသူ တို့ပေးတဲ့အချိန် jersey နဲ့ဆိုတော့ကျွန်တော်အနေနဲ့ကွက်တီပူကြသွားအမှတ်တရပူဖြစ်သွားတယ်လို့ပဲပြောရမှာပေါ့နော်အဓိကကတော့ဒီနေရာမှာဘာလို့ထူကြသွားလဲဆိုတော့ပြီးတော့အခုလက်ရှိမှာကျွန်တော်တို့ဒါဘောလုံးပရိသတ်တွေအကုန်လုံးတော်တော်လေးကိုချစ်တဲ့ကစားသမားတယောက်ဖြစ်တဲ့ဆွန်ဟောင်းမင်းပေါ့နော်ဒါကျွန်တော်တို့ဟိုပထမအုပ်ဆုံးဒါကပတိန်တယောက်အနေနဲ့ဒါကျွန်တော်တို့အဲဥရောပယူရိုပါလိကိုစတင်ယူထားတဲ့လက်မှတ်လေးပါတဲ့ကြောင့်သူတို့အနေနဲ့ဒါအဖက်ဖက်ကကြည့်မယ်ဆိုဒီလက်မှတ်တွေကဒါကျွန်တော်တို့အဲကျွန်တော်တို့အသင်းပြိတ္တာဟိုကျွန်တော်တို့ရဲ့ဟိုဘယ်လိုလဲအသင်းအတွက်ပို့ပြီးထူးကြ စပါအသင်းကစားသမား17ရောက်ရဲ့လက်မှတ်ပါဝင်တဲ့ဂျာစီကိုတော့တော်တင်ဟန်ဟော့စပါမြန်မာပြည်သက်အဖွဲ့ကဥဆောင်ပြီးလီလန်တင်မာလေးဖြစ်ပါတယ်။လီလန်ကာလာကိုတော့ဇွန်လ9ရက်နေ့ကနေ17ရက်နေ့အထိသတ်မှတ်ထားတာလည်းဖြစ်ပါတယ်။လီလန်ကရရှိလာတဲ့ငွေတွေကိုကလင်းရန်ကုန်စီဓာတ်ရိုက်လှူဒန်းသွားမှာဖြစ်တယ်လို့တော်တင်ဟန်ဟော့စပါမြန်မာပြည်သက်အဖွဲ့ကတာဝန်ရှိသူတယောက်ကဆိုပါတယ်။သူရဲ့ပြောကြားချက်ကိုတော့လုံခြုံရေးအရာ DVB သတင်းတောက်တယောက်ကအတန်ဖတ်ကြားပေးထားပါတယ်။ လီလန်ဆွဲမဲ့ဂျာစီရဲ့ကျန်းကင်စီကတော့380ဖြစ်ပြီးတော့တခါတိုးရင်9သိန်းနှုန်းနဲ့တိုးပြီးတော့လီလန်ဆွဲလို့ရပါတယ်။လီလန်မဆွဲကျင်တော့ပဲတခါရဲအပြက်ဝယ်ယူမယ်ဆိုရင်လည်းသိန်း150နဲ့အပြက်ဝယ်ယူနိုင်ပါတယ်။လီလန်အောင်ပြီးရလာတဲ့ငွေတွေကတော့ကလင်းရန်ကုန်ကိုဓာတ်ရိုက်လှူဒန်းသွားမှာဖြစ်ပါတယ်။အသင်းဘက်ကယူရထားတဲ့အတိုင်းပဲငလင်ဘေးမှာကြုံတွေ့ခံစားရတဲ့နိနာသူရီရဲ့ပြန်လည်ထူထောင်ရေးမှာအသုံးပြုသွားဖို့ပါ။ရတဲ့ငွေတွေကိုလည်းလီလန်ပိတ်ပြီးတာနဲ့တပြိုင်တည်းကြီးညာပေးသွားမှာဖြစ်ပါတယ်။ DVB data တင်းကကောက်ယူစုဆောင်းထားတဲ့စီးရင်တွေအရာအင်အားပြင်းစကိုင်းငယ်လင်ကြီးလှုပ်ခတ်ခဲ့ပြီးမေလ26ရက်နေ့အထိစုစုပေါင်းတေဆုံးသူ4462ယောက်နဲ့ထိခိုက်ဒဏ်ရာရရှိသူကတော့11366ယောက်ရှိပါတယ်။ငလင်လှုပ်ခတ်ခဲ့တာ2လကျော်ကြာလာခဲ့ပြီဖြစ်ပေမဲ့လည်းလက်ရှိအချိန်ထိငလင်ပြည်လဲထူထောင်ရေးအတွက်အကူအညီတွေများစွာလိုအပ်နေဆဲဖြစ်ပါတယ်။ကျမရတစင်ပါရှင်။